နေအိမ်နဲ့ပိုက်ဆိုင်မှုတွေချိတ်ပိတ်ခံရတာဖြစ်တဲ့ဖြစ်ထိုက်တာဖြစ်လို့အပြစ်မတင်ဘူးလို့နေအိမ်ချိတ်ပိတ်ခံလိုက်ရတဲ့ရခိုင်ခရိုနီတထေးဖြစ်လူတိများတဲ့ဦးကျောက်တောင်ကပြန်လည်တုတ်ပြန်ပြောဆိုလိုက်ပါတယ်အခုလိုအေအေဘက်စစ်တပ်နဲ့ပူးပေါင်းလို့ပိုက်ဆိုင်မှုတွေချိတ်ပိတ်လိုက်တဲ့အပေါ်လဲအမြင်အမျိုးမျိုးရှိနေပါတယ်ကေခိုင်သတင်းပေးပို့ထားပါတယ်ရှင် မဟုတ်လားအော်ဂန်နဲ့ထားလို့မရဘူးညာငါဇပတ်နဲ့ပတ်ထားလို့ရှိုက်တယ်အာရခတက်တော် AA ထိန်းချုပ်ထားတဲ့ရခိုင်ကမြို့နယ်တွေမှာစစ်ကောင်းဆောင်မင်းရောက်လိုက်သားပိုင်ဆိုင်တဲ့ဟိုတယ်တွေအပအဝင်စစ်တပ်အတိုင်းအဝိုင်းနဲ့နှိစက်တဲ့ခရိုနီတထဲကြီးတွေရဲ့ဟိုတယ်တွေနေအိမ်တွေပိုင်ဆိုင်မှုတွေကို AA ကတရင်ဝင်စားကပ်ပြီးတော့အခုလထဲမှာပဲချိတ်ပိတ်သိမ်းဆီးလိုက်ပါတယ်အေကချိတ်ပိတ်တင်းစီလိုက်တဲ့အချိန်မှာငပလီမာရှိရဲ့ စစ်ကောင်းဆောင်ရဲ့တာဖြစ်သူအောင်ပြေဆုံးပိုင်ဆိုင်တဲ့အဇူရာဟိုတယ်တွေနဲ့စစ်အုပ်စုနဲ့ဆက်ဆက်နေတဲ့ဟိုတယ်တွေလည်းပါဝင်ပါတယ်။ဒါအပြင်ခရိုနင်တထဲကြီးလို့လူသိများတဲ့ဦးကျောက်တောင်ရဲ့နေအိမ်တွေပိုင်ဆိုင်မှုတွေအပါအဝင်စစ်အုပ်စုနဲ့နှိဆက်တဲ့သူတွေရဲ့ပိုင်ဆိုင်မှုတွေနေအိမ်ယာနဲ့ချီကိုအာရခပြည်သူအစိုးရပိုင်းအဆောက်အုံတွေအဖြစ်တင်ပိုင်လိုက်တာဖြစ်ပါတယ်။အဲ့ဒီတဲကတူဖြစ်တဲ့အသက်68နှစ်ရှိပြီဖြစ်တဲ့ဦးကျောက်တောင်ဟာသူ့အသက်18နှစ်လောက်ကလေးကရခိုင်ပြည်နယ်မှာစီးပွားရေးစလုပ်တာလို့ပြောပါရယ် တောက်ကုန်းမြို့မှာရှိတဲ့နေလာသစ္စာကုမ္ပဏီ၊ထာဝရအောင်မြေကုမ္ပဏီ၊ဂုဏနာသင်္ဘောချင်း၊ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးသင်္ဘောတွေနဲ့သစ်လုံငန်းအပါအဝင်တခြားစီးပွားရေးလုပ်ငန်းအများစုကိုလည်းပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ပေသိန်းခံလိုက်ရတဲ့နေအိမ်နဲ့ပိုင်ဆိုင်မှုစုစုပေါင်းတန်ဖိုးဒေါ်လာ9သန်းလောက်ရှိနိုင်တယ်လို့ပြောဆိုပြီးတော့အခုလိုဖြစ်သွားတာဟာဖြစ်တဲ့ဖြစ်ထိုက်တဲ့လုံရက်သားဖြစ်တယ်လို့ခရိုနီတထေကြီးဦးကျောက်တောင်ကဆိုပါတယ် ိမ်ပိတ်ကြတာတော့ပြီးတယ်လိမ်ပေါ်တက်မှပဲကျွန်တော်တို့ပိုက်တယ်ပို့ဒီစိမ့်ပိတ်ထားတယ်ဘာကြီးလဲလို့ပြောလို့အစိုးရအတိတ်ကျက်လာတဲ့ဒီလိုကြီးပဲကျွန်တော်တို့ကခံခဲ့ရတယ်အစိုးရအကြောင်းလည်းရှိသမျှအဲ့လိုပဲကိုယ်တေသကိုဖုံးပြောလို့တဲ့သူတယောက်သာဖြစ်နေကျွန်တော်ဘယ်နိုင်ငံတွေမှာပတ်တယ်သို့တော့တက်လာတဲ့အစိုးရတိုင်းကကျွန်တော်တို့လည်းလာပူးပေါင်းတယ်ဘာဖြစ်လို့ကျွန်တော်တို့ကကိုယ်တေသကိုခုအိတ်တွေကစိုက်ပြီးတော့ဖုံးပြောစီကျွန်တော်နီးမျိုးစုံနဲ့ကျွန်တော်တို့စူးစမ်းတဲ့သူတွေဖြစ်တဲ့တဲ့သူတို့ကကျွန်တော်တို့နဲ့ပူးပေါင်းပြီးတော့ဒီနေသားဖုံးပြောလို့စီတယ်ဒါပဲဒီဟာကိုစစ်တပ်နဲ့ပေါင်းတယ်ဆိုတော့ကျွန်တော်တို့အကြောင်းကိုမသိတဲ့အစိုးရအစ်တွေကိုကျွန်တော်တို့ မတိုက်တဲ့လူတွေကသွားပြောလို့မှဖြစ်ပါလိမ့်မယ်။ဘူးဘုံမှကျွန်တော်အပြစ်မထင်ပါဘူး။ဒီဟာဖြစ်တဲ့ဖြစ်တဲ့ဟာဖြစ်သွားတာလို့ပဲကျွန်တော်ယုံကြည်ပါတယ်။ဒါအပြင်စစ်အုပ်စုပိုင်ဆိုင်မှုတွေနဲ့ဆက်ဆက်နေတဲ့တန်တွင်းနဲ့ငပလီကန်းကြီးကဟိုတယ်တွေနဲ့နေအိမ်တရာကျော်ချိတ်ပိတ်ခံထားရတယ်လို့တောင်ကုန်းမြို့မှာလည်းနေအိမ်30တလုံးထက်မနည်းအေးကချိတ်ပိတ်သိမ်းဆီးထားပါတယ်။ အလားတူပဲဘူးသီးတောင်နဲ့မောင်တော်မျိုးတွေမှာလည်းအာစာ ISO စတဲ့မွတ်စလင်လက်နက်ကင်ခေါင်းဆောင်တွေစစ်ကောင်စီနဲ့ဆက်ဆက်တဲ့နေအိမ်တွေ90ထက်မနည်းကိုချိတ်ပိတ်ခဲထားရတယ်လို့သိရပါတယ်။မိုးရှုပ်ထမ်းမြန်နဲ့ပြောထားတဲ့စကားတစ်ခွန်းရှိတယ်။ရန်သူနဲ့ပုံသွားပြီဆိုလို့ရှိရင်ကိုရိုဘက်ကလည်းပြပြတတလှုပ်ဆောင်ရမှာပေါ့ဆိုရဲစကားတစ်ခွန်းပြောလို့ရှိရယ်။အခုကအိမ်တွေကိုချိတ်ပိတ်တယ်ဆိုတာကဒီရခိုင်နေနေတဲ့အိမ်ဒီအရခတက်တော်ရဲ့ဒီတော်လိုင်းရင်းကိုအနှောင့်အယှက်မပေးတဲ့အိမ်တွေကို ဟိုကိုကြာရင်ဘာမှမလုပ်ဘူးအကြည့်ပြင်းဒီရန်သူစစ်ကောင်စီနဲ့ပေါင်းသွင်းတဲ့လူတွေစစ်ကောင်စီရဲ့အလုပ်ကိုလုပ်တဲ့လူတွေစစ်ကောင်စီရဲ့အလိုရိုတော်ရီအင်းတွေကိုဟိုချိတ်ပိတ်တာဖြစ်တဲ့အတွက်ဒါကတော့သူတွေပြောစရာမလိုဘူးလို့ထင်တယ် AA ကထုတ်ပြန်ထားတဲ့ချိတ်ပိတ်စာတင်းမှာတော့အဲ့ဒီအိမ်ဒါမှမဟုတ်အဲ့ဒီအစာအုံဟာအာရခပြည်သူတော်လည်းရဲ့အစိုးရကိုဆန့်ကျင်တဲ့အကြမ်းဖက်အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေနဲ့ပတ်သက်ဆက်ဆက်နေတာကြောင့်အစိုးရပိုင်းအဖြစ်သိသိတော်မှာဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်ချိတ်ပိတ်တဲ့နေ့ကစပြီးကျူးကျော်တာရောင်းဝယ်တာနေထိုင်တာတွေမပြုတ်လို့ရဘူးလို့တတိပေးထားပြီးတော့လိုင်းနာမှုမရှိပါကအရေးယူတော်မှာဖြစ်တယ်လို့ပါရှိပါတယ်။ နေအိမ်တွေချိတ်ပိတ်ခံထားရတဲ့ကိစ္စနဲ့ပတ်သက်ပြီးအေအေဘက်ကတရုံဝင်ထုတ်ပြန်ပြောကြားထားတာမရှိသေးတယ်လို့အေအေရဲ့ပြောရေးဆိုခွင့်ရှိသူဥခိုင်သူခါကိုဒီပူပီကအမေးမြန်းထားပေမဲ့ပြန်လေးဖြေဆိုတာမရှိသေးပါဘူး။တဖက်မှာလည်းအခုလိုမျိုးအေအေရဲ့နေအိမ်တွေချိတ်ပိတ်လှုပ်ဆောင်နေမှုအပေါ်မှာအထူးသတိထားစစ်ဆစ်ဖို့လိုအပ်ပြီးတော့အကျိုးရှိနိုင်တယ်လို့အပြစ်လေးဖြစ်တတ်တယ်လို့သုံးသပ်မှုတွေလည်းရှိနေပါသေးတယ်။ လာနိုင်ငံရေးမှာစီရင်မှာဒါမျိုးတွေတော့ရှိဘာဖြစ်လို့လဲဆိုတော့ case ဆက်ဆက်မှာရန်သူနဲ့ပေါင်းပြီးတော့နေတဲ့လူတွေအဖွဲ့အစည်းတွေရှိတယ်ဆိုရင်သူတို့ကတော့အခုလိုအရှင်ကာလာမျိုးမှာဆိုရင်ဒါစီဖြတ်တောက်ရတဲ့သဘောတဘောအားတော့ရှိပါတယ်အဲ့ဒီမှာတခုရှိရတာကတော့တကယ်ကိုရန်သူဖက်မှာရှိလားဆိုတဲ့ဟာမျိုးကို စီစစ်သေးချဖို့တော့လိုတာပေါ့နော်အဲလိုမျိုးမဟုတ်ဘူးဆိုရင်တော့အကျိုးရှိနိုင်တယ်လို့အပြည့်လည်းဖြစ်တတ်တယ်ပေါ့နော်အဲဒါကြောင့်ဒီဥပဒေပိုင်းဆိုင်ရာအရေးယူတဲ့အခါမှာအဲဒါလေးကတော့အထူးတတိထားဖြစ်ပြီးတော့ဖို့ပြတ်ဖို့ပဲအဲကျွန်တော်နေနေတော့အကြံပေးပြောလိုပါတယ် ရခိုင်ပြည်နယ်မှာတော့မြို့နယ်ပေါင်း၁၇မြို့နယ်ထဲက၁၄မြို့နယ်ကိုအရခါတက်တော် A ကတင်ပိုက်ထားပြီးတော့ကြံမြို့နယ်တွေဖြစ်တဲ့စစ်တွေနဲ့ကြောက်ဖြူမြို့နယ်မှာတော့တိုက်ပွဲတွေပြင်းထန်နေပါတယ်။အရခါတက်တော် A ထိန်းချုပ်လိုက်တဲ့မြို့နယ်တွေမှာ A ကဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုစပြီးတော့လှုပ်ဆောင်နေတာဖြစ်တယ်လို့အခုလိုစစ်အုပ်စုနဲ့ဆက်ဆက်ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းတွေကိုချိတ်ပိတ်တင်စည်းတာတွေကိုလည်းအခုနှစ်နှစ်အစပိုင်းကစပြီးစတင်လှုပ်ဆောင်လာတာပဲဖြစ်ပါတယ်။ကျွန်မကေခိုင်ပါ